ဘရက်ဖိုးနဲ့ပွဲမှာမော်စကီယာနဲ့ဒက်ကလန်ရိုက်စ်တို့ပါဒဏ်ရာရှိသွားခဲ့လို့အဖွဲ့ချုပ်ရဲ့ပွဲစဉ်စရာစီစဉ်မှုပေါ်မှာပေါက်ကွဲနေခဲ့တဲ့အာရီတာဘရက်ဒမြလုံးမဲ့မင်္ဂလာပါများအာစနယ်လေဂျန်ဟပ်ကနေတင်ဆက်နေပါတယ်ဘရန်ဖိုးတင်ကိုဒူးစီးနဲ့နိုင်ရရှိခဲ့တဲ့ပွဲစဉ်ကအာစနယ်တင်ရဲ့ပရီးမီးယားလိဂ်ဇာတ်ထိပ်မှာမန်စီးကို၅မှတ်ဖြတ်နိုင်ခဲ့ခြင်းဆိုရက်အဖိုးရန်ရလဒ်ကိုယူဆောင်လာပေးခဲ့ပါတယ်ဒါပေမဲ့ဒီနိုင်ပွဲရဲ့နောက်ကွယ်မှာနီးပြမိခဲ့အာရီတာကစိတ်ပျက်စရာကောင်းတဲ့အခြေအနေကိုနဲ့ရင်ဆိုင်ခဲ့ရပါတယ်အဲဒါကတော့နောက်ခံလူမော်စကီယာအဓိကကွင်းလှည့်ကစားမှာဒက်ကလန်ရိုက်စ်တို့ဒဏ်ရာစီရင်တဲ့ကိုထပ်မံရောက်ရှိသွားခဲ့တာဖြစ်ပါတယ် ဘရာဗိုနယ်ပွဲမှာမော်စကီယာလျံရရှိခဲ့မှုကအာဇနဲနောက်ခံလူနေသားကိုစိုးရင်ပွဲအခြေအနေတစ်ခုစီကိုတွန်းပို့လိုက်ပါရီမော်စကီယာကတန်ရရှိနေတဲ့နောက်ခံလူဂါရီရဲ့အစားဝင်ရောက်ကစားခွင့်ရရှိခဲ့သူဖြစ်ပါရီဒူကရိုင်းပထမပိုင်းမပြီးခင်မှာပဲတန်ရရရှိသွားခဲ့တာကအာဇနဲနောက်တန်းခြေနေကိုပိုဘရောမဆိုးရွားစေတာဖြစ်ပါရီဘောခန်စစ်မှာတန်ရကင်းစင်သူလို့သတ်မှတ်နိုင်တာကဆလီပါနဲ့ဟင်ကာပီတာဂျန်မာရိုရီပရီးမားလိလိုပြင်းထန်တဲ့ပြိုင်ပွဲတစ်ခုနဲ့ဥရောပပြိုင်ပွဲတွေကစားတဲ့အသင်းတွေအတွက်ဘောခန်စစ်မှာရန်ကစားမအင်အားလုံလောက်မှုမရှိခြင်းက အသင်းရဲ့ခီလန်အတွက်အကြီးမားဆုံးအန္တရာယ်ဖြစ်လာနိုင်ပါသည်။မော်စကီယာစာဝင်ရောက်ကစားခရီးရဲ့ဒင်ဘတ်ကလည်းတရားကနေပြန်လည်တက်တာလာသူဖြစ်ပြီးသူ့ရဲ့ပုံမှန်နေထားမဟုတ်တဲ့ဗိုလ်ခန်းစစ်မှာကစားမယ်ဆိုရင်ခန်းစစ်ပိုင်းဆွမ်းဆောင်ရည် defensive performance အပေါ်မှာတက်ရောက်မှုရှိနိုင်ပါသည်။အားထားတဲ့ကွန်းလက်ကစားမှာဒက်ကလန်ရိုက်စ်ရဲ့ခြေစလုံးတန်ရာကတော့အာစနယ်ကိုပိုပြီးမှစိတ်ဝင်စရာကောင်းစေတဲ့အချက်ဖြစ်ပါသည်။ရိုက်စ်ကအာစနယ်ကွန်းလက်မှာခန်းစစ်ပိုင်းကာကွယ်မှုရောတိုက်စစ်စတင်မှုမှာပါအင်ဂျင်တစ်ခုလိုရေးပါသူဖြစ်ပါသည်။သူ့ရဲ့တန်ရာကအသင်းရဲ့ C-jet rhythm ကိုထိခိုက်စေပြီးတော့ လာမယ့်ပွဲတွေအတွက်ကြီးမားတဲ့ဆုံးရှုံးမှု ဖြစ်စေပါရည်။ Rice ကိုယိုကီယက်စ်နဲ့လူစားလဲခဲ့ရခြင်းကအာရီတာမှာရွေးချယ်ကြရည်နဲ့ပါလာပြီးဆိုတာပြသနေပါရည်။ယိုကီယက်စ်ကနေ့စဉ်ပိုင်းကောင်းမွန်ပေမဲ့ Rice လိုမျိုးကာယပိုင်းခွန်အား physicality ကိုပေးနိုင်သူမဟုတ်ပါဘူး။ဒီကြောင့်နဲ့ပတ်သက်လို့အာရီတာကဥရောပပြိုင်ပွဲကစားထားရတဲ့အသင်းတွေကိုနားရတည့်ရပိုပေးလိုက်မယ်ဆိုရင်အကျိုးကျေးဇူးတွေရရှိနိုင်မယ်ထင်ပါတယ်ဆိုပြီးမှတ်ချက်ပေးပြောကြခဲ့ပါရည်။ဒီမှတ်ချက်ကပွဲစတဲ့ကစားမှုနဲ့ပတ်သက်ပြီးတော့သူ့ရဲ့စိုးရိမ်မှုကိုအတိအကျဖော်ပြလိုက်တာလည်းဖြစ်ပါရည်။ ချန်ပီယံလိဂ်ကစားရတဲ့အသင်းတွေဟာပြည်တွင်းလိပြိုင်ပွဲတွေကစားရတဲ့အပြင်ခရီးရှည်တွေတွားရတတ်ပါတယ်။ဒါကကစားမရရဲ့ခနာကိုပိုရောမှာပင်မစီပြီးတော့ကြက်သားထံရာမာဆယ်အင်ဂျူရီကိုဖြစ်နိုင်ခြေမြင့်တက်စေတာဖြစ်ပါတယ်။တရားထဲပဲဖြစ်ဖြစ်နာယူချိန်ပိုရခြင်းကကစားမရရဲ့ကြက်သားနဲ့အာယုံကျော်စနစ် nervous system ကိုပြန်လည်ကောင်းမွန်စေဖို့အချိန်ပေးရာရောက်ပါတယ်။အာရီတာရဲ့တောင်းဆိုချက်ဟာကစားမကာကွယ်မှု player welfare ရှုထောင့်ကနေတင်ပြခြင်းဖြစ်ပါတယ်။အာဆင်နယ်လို့ယောဘပြိုင်ပွဲဝင်အသင်းတွေကပြည်တွင်းပွဲစဉ်တွေကိုကစားရမှာရုပ်ပိုင်းဆိုင်ရာအားနည်းချက် physical disadvantage နဲ့ကစားတတ်ပါရင်အာရီတာကလီစီမန်ခန့်ခွဲမှုအနေနဲ့ဒီကွာဟာချက်ကိုရှော့ချပေးဖို့တောင်းဆိုလိုက်တာပါ Yogesh Gabriel Origa Harvest စတဲ့ကစားမတွေထံရရှိခဲ့ဘူးတာကပွဲစတဲ့ကစားမှုရဲ့တိုက်ရိုက်တရမှုဖြစ်နိုင်နေဆိုတာသူ့အနေနဲ့သုံးသပ်ထားတာဖြစ်ပါရင်အာဇနီတင်ကလာမယ့်စနေနေ့မှာ Villa အင်ကွင်းကို Premier League ပွဲတွားရောက်ကစားမှာဖြစ်ပါရင်ဒီပွဲစဉ်ကလက်ရှိအာဆင်နယ်ရဲ့အခြေအနေအရဘိုဘရိုစင်ခေါ်မှုကြီးမားတဲ့ပွဲစဉ်တစ်ခုဖြစ်လာပါပြီ။ဗီလာတင်းကအားကောင်းတဲ့ပြိုင်ပွဲအသင်းဖြစ်ပြီးတော့ ိမ်ကွေးမှာကစားရခြင်းရဲ့အာသာချက်ကိုယူမှဖြစ်ပါရင် Rice နဲ့ဘိုခန်စီကစားမတွေမပါဘဲနဲ့အာစနယ်ကခန်စီပိုင်းမှာမလဲမရှောင်သာဘဲနဲ့လူငယ်တွေဒါမှမဟုတ်ပုံမှန်နေထားမဟုတ်တဲ့ကစားမတွေကိုအသုံးပြုရပါလိမ့်မယ်။ဒါကဗီလာရဲ့တိုက်စစ်ကိုကာကွယ်ရမှာခန်စီပိုင်းဖီအားကိုပိုပြော့ကြီးမားစေနိုင်ပါရင်အာစနယ်တင်းကပရီးမီးယားလိမှာအောင်မြင်မှုလမ်းကြောင်းပေါ်ကိုရောက်နေပြီမြေကစားမတွေရဲ့ပြဿနာကသူတို့ရဲ့ဒီယာတီခီလန်းကိုစိန်ခေါ်နေတာဖြစ်ပါရင်မော်စကီယာနဲ့ရိုက်စ်တို့တင်ရရချင်းကြောင့်အာစနယ်ကအဓိကကစားမတွေနေရာမှာကစားမအင်အားလုံးမင်းနေပါနေပြီဖြစ်ပါတယ် အဒီတပြင်းတော့နောက်ခံလို့နေသားကအနီရောင်ဆင့် red alert ကိုရောက်ရှိနေပါ ರಿ နီဗျာအဒီတာရဲ့ပွဲစတိုက်ကစားမှုပေါ်မှာဝေဖန်မှုကကစားမရရဲ့ကျမ်းမာရေးကိုရှေးရှုတဲ့တောင်းဆိုမှုဖြစ်ပြီးအဖွဲ့ချုပ်ရဲ့စီမံခန့်ခွဲမှုဆိုင်ရာပြောင်းလဲမှုတွေလိုအပ်နေကြောင်းမိမောင်းထိုးပြလိုက်ကြပါအာစနယ်ကလာမယ့်ဗီလာနဲ့ပွဲကိုဒီလိုမျိုးထင်ရှားပြဿနာတွေနဲ့ဘလို့ရင်ဆိုင်ကြောဖြတ်မလဲဆိုတာအခုရသည်သူတို့ရဲ့ချန်ပီယံစုမျောလင်းချက်အတွက်အကြီးမားဆုံးသောစံတမ်းမှုတစ်ခုပဲဖြစ်ကြပါမယ်။ဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးအထူးတင်ရှိပါရမြတ်။